အားလုံးပဲမင်္ဂလာပါခင်ဗျာအဝေးရောက်နေတဲ့သူပတ်စံပို့ဖို့ကိုရှိပြန်ပတ်စံလွှဲဖို့ဟိုတချို့တွေကအလုတ်သွက်လုတ်တယ်နိုင်ငံသားမှာအလုတ်သွက်လုတ်တယ်အဲ့တော့အိမ်ကိုပတ်စံလွှဲဖို့ပေါ့နော်အဲ့တော့တချို့ကြတော့လေဟိုမှာအလုတ်အစင်မပြေဘူးအစင်မပြေတော့ပတ်စံတောင်းတောင်းမလွှဲနိုင်ဘူးအဲ့တော့အခက်ခဲတွေကြားတွေကလွှဲရတယ်ပေါ့ဆိုလိုချင်တာနံပါတ်1အလုတ်အစင်လည်းပြေရမယ်ဟိုမှာနိုင်ငံသားရောက်နေတဲ့သူပြီးရင်နံပါတ်2 အိမ်ကိုလည်းပတ်စံလွဲနေရမယ်လွယ်တဲ့နီးလေးတစ်ခုပါအဲ့တော့ကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်တော့ဘတ်စကားစီးလိုက်လို့ရှိရင်တော့ပြန်အန်းတဲ့ပတ်စံလို့ခေါ်တာပေါ့အရင်တော့ဆိုရင်စပယ်ယာတွေလက်ထက်ကနေပြန်အန်းတာပေါ့အခု YBS ဆိုလို့ရှိရင်အဲကားပေါ်တက်သွားလိုက်ကားပေါ်ကနေပြီးတော့အန်းအန်းငွေကိုစောင့်ပြီးယူခဲ့လိုက်တယ်ပေါ့ဟိုတယောက်တက်တယ်ဆိုလို့ရှိရင်ကိုက400ထည့်ရမယ်ဆိုလို့ရှိရင်1000တန်ပြင်600ပြန်အန်းပါအ600ပြန်ဟောလာကားသမားကမပေးနိုင်တဲ့သူသူ့နေရာနေမပေးနိုင်ဘူးပါအဲ့တော့မပေးနိုင်တော့ခါကျတော့ တယောက်တက်လာတယ်သူကအကြွေလေးကင်လာမယ်အဲ့မထဲမယ်ပတ်စံလေးကိုကိုကပေးရမှာ400အဲပြန်အငွေဟလာ600လေးကိုကားကနေယူခဲ့တာလို့ခေါ်တာပေါ့ယူခဲ့အိမ်ထိယူခဲ့မယ်မသုံးပြူအဲ့ပတ်စံလေးကိုအိမ်ကျရင်ဒီမှာအန်လိုက်တဲ့ပတ်စံလေးတွေရယ်တခြားပတ်စံလေးတွေရယ်ဒါမျိုးလေးလုပ်မယ်ရက်တောင်ပုံစံလေးနော်ရက်ရက်တောင်ပုံစံလေးလုပ်ပြီးတော့ ငါအဝေးရောက်နေတဲ့သူရဲ့ဓာတ်ပုံလေးပေါ့ဓာတ်ပုံဒါဓာတ်ပုံလေးဆိုပါဆိုနော်ဖျားခမ်းမှလုံးခေါင်းရင်းပိုင်းမှလုံးပိုကောင်းတယ်ခုံလေးသလုံးချပြီးတော့လုံးမယ်အဲ့ဒီဓာတ်ပုံလေးကိုရက်ခတ်ပါဟာလာစင်ကူမှာရောက်နေတဲ့သားလေးအလုပ်တွေဆင်ပြေပြီးတော့ပတ်စံနေအမြန်ဆုံးပို့နိုင်ပါစေအဲ့ဒါကိုရီးယားရောက်နေတဲ့သူဂျပန်ရောက်နေတဲ့သူသားတွေသူမိစသဖြင့်ပတ်စံအမြန်ဆုံးပို့နိုင်ပါစေဒါဆိုလို့ရှိရင်အိမ်မှာရှိတဲ့သူကပတ်စံအဝေးရနေပြီးတော့ပတ်စံပို့လို့ရပါလိမ့်မယ် ်ဦးဦးဖျားဖျားပတ်စံကိုအလှလို့ပါသူတို့ပို့ပေးတဲ့ပတ်စံလေးနောက်ထပ်ထပ်ထပ်ပြီးတော့လည်းပတ်စံတွေဝင်ပါလိမ့်မယ်နော်ကဲအဲ့တော့အဝေးမှာအလှုပ်လှုပ်ပြီးတော့ပတ်စံလိုချင်တဲ့ကိုရှိကိုပတ်စံလက်ထဲရောက်မဲ့ရောက်အောင်ဖန်တီးမဲ့သူများအားလုံးဟလာပတ်စံတွေရပြီးတော့တကြံတွင်းမှာအလှူဒန်းတွေများများလုံနိုင်ပါစေဗျာ